အခုကျင်းပမဲ့ရွေးကောက်ပွဲမှာဦးထွန်းအောင်ကျော်တို့ရဲ့ခက်တဲ့ပြည်သူပါတီကဘယ်နှစ်ဦးဝင်ရောက်ရွေးချယ်မလဲခင်ဗျာ25ဦးဝင်ရောက်ရွေးခံပါပါခင်ဗျာဟုတ်ကဲ့တို့ရပြည်သူလွှတ်တော်မှာပဲလားပြည်သူလွှတ်တော်မှာကျွန်တော်တို့အားလုံး9ယောက်ပါကျွန်တော်ကတော့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ပါအဲ့တော့ဒီခက်တဲ့ပြည်သူပါတီရဲ့မူဝါဒလေးကျွန်တော်အချင်းချင်းပြီးသိပြစေခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ခက်တဲ့ပြည်သူပါတီကတခြားပါတီနဲ့မတူတာတခုရှိပါတယ် ကျွန်တော်တို့ကဒီလူဖွေးစည်းဟာเนาะဒီအနေစုကအများစုကိုအုပ်ချုပ်တဲ့အာဏာရှင်စနစ်ဗြိတိသရစ်စနစ်အင်္ဂလိပ်စနစ်အများဆန္ဒနဲ့အုပ်ချုပ်တဲ့ဒီမိုကရေစီစနစ်ဒီမှာတဲ့လူဖွေးစည်းဟာရက်မနေဘူးအစိုးရအုပ်ချုပ်ဖို့မလိုတဲ့အထိလူဖွေးစည်းဟာတလောကလုံးဆိုင်ရာလွတ်မြောက်တဲ့ခေတ်ကိုတင်လှမ်းမယ်လို့ကျွန်တော်အဲ့လိုကျွန်တော်ပါတီကခံယူပါတယ်အဲ့လိုတလောကလုံးဆိုင်ရာလွတ်မြောက်တဲ့ခေတ်ကိုတင်လှမ်းဖို့အတွက်လူခွင့်ရေးနဲ့ဒီမိုကရေစီအစွန်းကုန်ပြေဝဖို့လိုတယ်လို့ခေတ်သစ်ပြည်သူပါတီကခံယူပါတယ်အဲ့လိုလူခွင့်ရေးနဲ့ဒီမိုကရေစီ အစွန်းကုန်ပြည့်ဝဖို့အတွက်နံပါတ်1ဒီမိုကရေစီရေးနံပါတ်2ငြိမ်းချမ်းရေးနံပါတ်3ပြည်သူတို့ရဲ့စီးပွားရေးကုန်လုံးဆောင်အားစုဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေးလမ်းစဉ်နဲ့သာလျှင်နော်ဒီလူခွင့်ရေးဒီမိုကရေစီပြည့်ဝတိုးတက်လာမယ်လို့ယုံကြည်တဲ့အကြောင်းဒီမူဝါဒလမ်းစဉ်ကိုခေတ္တပြည်သူပါတီကချက်မှတ်ကျင့်သုံးပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့အခုကျွန်တော်တို့လက်ရှိရွေးကောက်ပွဲအောင်နိုဝင်ဘာ15မှာလာမှာပေါ့နော်အဲ့တော့နိုင်ငံရေးပါတီတွေက အခုဝင်ကြတဲ့တက်မှာမူဝါဒအမျိုးရှိတာပေါ့ခင်ဗျာအဲ့တော့ဥထောင်းကျော်တို့ပါတီကဟောလက်ရှိမြန်မာပြည်ရဲ့အခြေအနေအထွေထွေကိုဘယ်လိုအကဲခါတုံးတက်ပါဆိုလဲခင်ဗျာဩဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံဟာဒီမိုကရေစီတာထွက်ကာလမှာပဲရှိသေးတယ်လို့ကျွန်တော်တို့တုံးတက်ပါတယ်နောက်မြန်မာနိုင်ငံရဲ့စီးပွားရေးစီဝါရေးဆိုလေကျွန်တော်တို့ကဒီပေါ်ပြအစင်းရင်းဆုံးနိုင်ငံစီးရင်ဝင်ဖြစ်နေသေးတယ်။သို့တော့အဲ့ဒီကလွတ်မြောက်ဖို့အတွက်လည်းလမ်းစားတွေပွင့်လာပြီးအခြေအနေတွေတက်လှမ်းလာပြီ။သို့တော့လည်း ကျွန်တော်တို့နိုင်ငံအနည်းဆုံးကျွန်တော်တို့ဒီမိုကရေစီနိုင်ငံဒီမိုကရေစီမတ်သွားမယ်ဆိုရင်လုပ်ငန်းရှင်နဲ့လုပ်သမားလူတန်းစားလူတန်းစားခိုင်မြဖို့လိုတယ်အလေအလတ်လူတန်းစား45ရာခိုင်နှုန်းဖြစ်ဖို့လိုတယ်အဲ့ဒီအဆင့်ကိုရောက်မှသာလဲကျွန်တော်တို့ကအလေအလတ်ဆက်မှုနိုင်ငံအဖြစ်ကိုရောက်နိုင်မယ်ဒါကြောင့်ဒီအဆင့်ကိုရောက်အောင်ကြိုးစားဖို့လိုတယ်လို့ကျွန်တော်တို့စီးပွားရေးရသုံးသပ်ပါတယ်နိုင်ငံရေးအရာကြတော့ကျွန်တော်တို့ကဒါဒီမိုကရေစီထုံးတမ်းစင်လာအင်မတန်အလှမ်းဝေးခဲ့တဲ့နိုင်ငံ အခုမှစရတဲ့ခါကျတော့နိုင်ငံရေးပါတီတွေကဖြစ်စီပြည်သူလူထုဖြစ်စီတချို့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာမေးပြရမယ့်ဟာကတော့မှတချို့ပြည်သူတွေစိတ်ဝင်စားမှုအားနေတယ်။ဘာကြောင့်လဲ။ဆန္ဒမေးပြီးတယ်ဆိုတော့မိမိတို့ကံကြမ္မာကောင်မိမိတို့လွတ်လပ်စွာဖန်တီးခွင့်ဒီခွင့်ရရပြည်သူတွေအတွက်အင်တန်အရေးကြီးတယ်နော်။ဒါကြောင့်မလို့ဒီဒီမိုကရေစီထုံတန်းစင်လာ ရှင်သန်ပြီးတော့ခိုင်မာအားကောင်းဖို့လိုတယ်။အဲ့တော့ဒီမိုကရေစီခိုင်မာအားကောင်းဖို့အတွက်ဒီမိုကရေစီထူထောင်ရေးအခြေခံ300ခိုင်မြဲမှာဒီမိုကရေစီခိုင်မာအားကောင်းမယ်ဒီမိုကရေစီတည်တတ်မယ်လို့ကျွန်တော်တို့သုံးသပ်တယ်အဲ့တော့နံပါတ် ဒီမိုကရေစီဆိုတာအများစံတာနဲ့ဆုံးဖြတ်ရတဲ့အကြောင်းပြည်သူတွေအသိဉာဏ်စင်တန်းမြင့်ဖို့လိုတယ်။နံပါတ်နဲ့အသိဉာဏ်စင်တန်းမြင့်ဖို့အတွက်ပြည်သူတွေလူနေမှုစင်တန်းမြင့်ဖို့လိုတယ်။နံပါတ်3ကလူနေမှုစင်တန်းမြင့်ဖို့အတွက်ပြည်သူတွေရဲ့စီးပွားရေးအကုန်လုံးဆွမ်းအားစုတွေတိုးတက်ဖို့လိုဒီ3ရက်နဲ့တူတောင်းမှဒီမိုကရေစီခိုင်မာပြီးတော့အားကောင်းမယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်။ဒီအဆင့်ကိုရောက်ဖို့အတွက်ဒီနေ့ကျွန်တော်တို့အမျိုးသားတည်းများစီယုံရေးအမျိုးသားအင်အားစုတွေအားလုံးပါဝင်ပြီးတော့ကြိုးပမ်းဖို့လိုတယ်လို့ကျွန်တော်တို့ပါတီကသုံးသပ်ပါတယ်။ ဟုတ်ကဲ့ဦးထောင်းအောင်ကျော်တို့ပါတီကအခုရွေးကောက်ပွဲမှာအနိုင်ရရင်မြန်မာပြည်သူလူထုတွေဘာတွေဆောင်ရွက်ပေးဖို့ရည်မှန်းထားပါသလဲခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ပါတီကရွေးကောက်ပွဲကိုမှအနိုင်ရသွားလို့ရှိရင်ပထမဆုံးဦးစားပေးဖို့လေဒီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလူ့အခွင့်အရေးဒီမိုကရေစီကိုအတားအဆီးဖြစ်စေတဲ့ဥပဒေတွေနေဥပဒေတွေကိုကျွန်တော်တို့ပြင်ဆင်ပါမယ်နံပါတ်1ဒါနံပါတ်2ကမြန်မာပြည်လူဦးရေရဲ့80%ခန့်တောင်သူလူသမားတွေဖြစ်တယ် ဲ့ဒီတောင်သူလူသမားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုကျွန်တော်အဓိကထားပြီးလုပ်မယ်။ဘယ်ဆိုဒီမိုကရေစီဆိုတာအမြတ်ဆန္ဒနဲ့ဆုံးဖြတ်ရတာကိုအဲ့တော့အဲ့ဒီအမြတ်ဆန္ဒနဲ့ဆုံးဖြတ်ရတဲ့ဒီမိုကရေစီမှာအများပြည်သူတွေလူနေမှုစင်တန်မြင့်ဖို့လို့တဲ့အသိဉာဏ်စင်တန်မြင့်ဖို့တောင်သူလူသမားတွေရဲ့ဖွံ့ဖြိုးတိုးတက်ကိုဆောင်ရွက်မယ်။အဲ့လိုဆောင်ရွက်တဲ့အခါနံပါတ်1နှစ်ပေါင်းများစွာကြီးနော်အကြက်တေးပေါင်းစုံကြုံလာရတဲ့အဓိကတောင်သူလူသမားလူတန်းစားကြီးကိုနှစ်ရှည်အတိုးနည်းချင်းကိုရရှိရေးအတိုးလေးနေရမယ်နှစ်ရှည်လေးဖြစ်ရမယ် ဒါကိုကျွန်တော်ကြိုးပါမယ်နိုင်ငံတကာအထောက်အကူတွေရအောင်ဤပညာစိတ်ပြည့်ရေးဤပညာနောက်စိတ်ပြည့်ရေးဆိုင်ရာဒီအတွေ့အကြုံတွေရရှိအောင်ကျွန်တော်ကြိုးပမ်းမယ်နောက်စက်မှုလေယာထူထောင်ရေးကိုကျွန်တော်တို့လုပ်မယ်အဓိကကတော့အဲ့လိုလုပ်တဲ့ခါမှာလုတ်ကွက်ကြီးစိတ်ပြည့်ရေးတွေကိုအားပေးမယ်အခုလေယာလေသမားလူတန်းစားတွေကြုံနေရတဲ့ဥစ္စာလုတ်ကွက်ငယ်လေးတွေမဖွံ့ဖြိုးတဲ့တကွက်တကွက်စီနောနဲ့ထွန်တဲ့ဥစ္စာစက်မှုလေယာဖြစ်လာရင်လုတ်ကွက်ကြီးတွေဖြစ်လာမယ်အဲ့တော့လုတ်ကွက်လုတ်ကွက်ကြီးစိတ်ပြည့်ရေးကိုကျွန်တော်တို့အားပေးသွားမယ်ဆိုတော့လေသမားကိုကျွန်တော်တို့ဘာဖြစ်အဓိကပြောရလဲဆိုတဲ့အခါဟိုးမြန်မာရှင်ပြင်မြတ်ခင်မြေယာစနစ် အင်္ဂလိပ်ခေတ်မီယာစနစ်ဖတ်စာဖလာခေတ်မီယာစနစ်မြမဆိုချင်တဲ့လမ်းစဉ်ပါတီခေတ်မီယာစနစ်ဒီဖက်တက်မတော်ဆိုရခေတ်မီယာစနစ်ဒီခေတ်တွေကိုသုံးသပ်တဲ့အခါတောင်တလမားတွေရဲ့အပြည့်အဝရရှိရမယ့်အခွင့်အရေးတွေမရှိခဲ့ဘူးဥထုံးအောင်ကျော်တို့ရောလယ်သမားကျိုးလုံးမှာသူလက်တွေ့ဆောင်ရွက်တဲ့အခါမှာမူဝါဒတွေကိုလက်တွေ့အကောင်ထမှုအပိုင်းကိုဘယ်လိုသွားမှာလဲခင်ဗျာအဲကျွန်တော်တို့အမှနှစ်ပိုင်းရှိပါတယ်နော်ဒီကျွန်တော်ဥမာဆိုတော့မြန်မာနိုင်ငံလွတ်လပ်ရေးရလာတယ်တောင်တလမားလူတန်းသားဘာလို့မဖွင့်ပြလဲပြည်တွင်းစစ် ခုနပြောတဲ့တောင်တူလင်းမှာပြည်တွင်းမှာပဲလွတ်လပ်စွာရောင်းခွင့်ဝေခွင့်ရှိတယ်။ပြည်ပကိုစံစဘာတင်ပို့ခွင့်ကြအစိုးရချုပ်ကင်ထားတယ်။အဲ့တော့နကရဖနိုင်ငံတော် ကောက်ပီးသီးနာရောင်းဝေအဖွဲ့တွေအစိုးရချုပ်ကင်ထားတယ်။အဲ့ဒီအချိန်ကတိုင်းနိုင်ငံလေသမားတွေကပြည်ပပေါက်ဈေးကိုခန်းစားခွင့်ရှိတယ်။အဲ့တော့တောင်တူလင်းသမားတွေ develop ဖွင့်ပြောတာပေါ့လေအဲ့ဒီအဲ့ဒီမြန်မာပြည်မှာအဲ့ဒီခွင့်ရမရှိခဲ့ဘူးပတ်စားပါလာကတကယ်။အဲ့တော့ဒီပြည်တွင်းစစ်ကြီးကပြေးထန်နေတဲ့ခါကျတော့ကျောက်စစ်နှစ်ခုနဲ့မှအာဏာသိမ်းတယ်။အာဏာသိမ်းတဲ့ဒီဖက်မြန်မာဆိုရှယ်လမ်းစဉ်ပါတီခေတ်ကျတော့ပိုဆိုးတာပေါ့အတွင်းမြေမြေရှင်စနစ်အောက်မှာရောက်သွားတယ်။ ဝေရဲလူကဈေးကိုသတ်မှတ်တယ်ဝေရဲလူကရှင်ခွင်ကင်တယ်ဝေရဲလူအယောက်သားရောင်းရတယ်တောင်သူမတွေအဲ့ဒီခေတ်ကတောင်သူလူသင်းဘဝအတွက်အဆိုးဆုံးကာလပဲအဒီကာလတွေကဒန်ယန်တာရှက်ကျင်နေဖြတ်လာတဲ့လေသမားတွေဟာရုပ်တရက်ဘဝဆိုမထနိုင်ဘူးဒါကြောင့်ကျွန်တော်ပြောတဲ့အတိုးနည်းရှိငွေတွေပေးရမယ်တောင်သူလူသမားတောင်သူလူသမားအစည်းယုံတွေလွတ်လပ်စွာဖွဲ့စည်းခွင့်ပေးရမယ်တောင်သူလူသမားအရေးကိုတောင်သူလူသမားတွေကိုတိုင်လွတ်လပ်စွာဖန်တီးခွင့်ပြုရမယ်ဒီအခွင့်အရေးတွေရှိလာရင်တောင်သူလူသမားတွေကသူ့ကျမသူဖန်တီးလာနိုင်မယ်တောင်သူလူသမားတွေကိုဘယ်သူရှေ့လေထားတယ်လဲ တောင်သူလင်သမားတွေဘယ်သူကသွေးဆုပ်ထားတယ်လဲဘယ်သူကခေါင်းပုံဖြတ်တယ်လဲတောင်သူလင်သမားတွေဒီနော်တရားဥပဒေနီးနဲ့မေဆန္ဒမင်းပြပေးတဲ့နီးနဲ့တိုက်ပွဲဝင်နိုင်မယ်သူတို့သူတို့လွတ်မြောက်ရေးကိုဘာဖြစ်ဆိုကျွန်တော်ခုနပြောတယ်ပေါ့လုပ်ငန်းရှင်တရားအောက်မှာအလို့သမားထောင်တောင်းရှိမယ်လုပ်ငန်းရှင်မေးတပြားဆိုရင်အလို့သမားမေးပြားပေါင်းများစွာနဲ့ဒီ state power ပေါ့ဥဒေပြုရေးအာဏာနဲ့အောက်ချိုးရေးအာဏာကိုဖန်တီးယူနိုင်တယ်အဒီအခွင့်အရေးရှိအောင်လုပ်ရမယ်ကျွန်တော်တို့အဲ့ဒီအခွင့်အရေးရှိသွားရင်တောင်သူနေသမားကျွန်တော်နင်းမြဘွားကိုမရောက်တော့ဘူးကျွန်တော်